ိမ့်သိမ့်ကြစီတဘာဝအောင်တော်တော်ရှင်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီသဘာဝအမွေဆိုတဲ့ကဏ္ဍလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီဓမ္မမှာတော့လေယာဉ်မြေလုပ်ငန်းနဲ့တစ်တောတန်ဆတာအကြောင်းကိုဦးစားပေးပြီးတင်ဆက်ပေးတော်မှာဖြစ်ပါတယ်တော်တော်ရှင်မိတ်ဆွေများခင်ဗျာကျွန်တော်မြန်မာနိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် ဒါကြောင့်လဲစိုက်ပျိုးရေးထွန်းကားနိုင်ဖို့ရာအတွက်ဝိုင်းဝန်းစူးစမ်းနေကြပါတယ်။ဒီလိုမျိုးလေယာမြေများဖွံ့ဖြိုးတိုးတက်နိုင်ဖို့ရာအတွက်ရေတန်စတာဟာအဓိကကြတယ်ဆိုတာတော့မိတ်ဆွေတောင်သူကြီးများအသိပဲဖြစ်ပါတယ်။လူသားများအသက်ရှင်နေထိုင်ဖို့စိုက်ပျိုးရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့ဝေးမြူရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့ရာမှာရေဟာအဓိကကြတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ရေရရှိမှသာဒီလုပ်ငန်းတွေကိုကျွန်တော်တို့လှုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုရေလို့ဆိုလိုက်တဲ့နေရာမှာလဲရိုးရိုးပဲတွက်ကြည့်မယ်ဆိုရင်တော့မိုးရေအဓိကကျပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေရပုံမှန်အတိုင်းဆိုရင်တော့မှမုတ်တုံမိုးဟာသူရွာသွန်းရရာသီမှာငားလာခန့်တိတိရွာသွန်းလေရှိပါတယ်ဒါကတော့ပုံမှန်အခြေအနေမှာဖြစ်ပါတယ်ဒီလိုမိုးကာလရောက်ခဲ့ပြီဆိုရင်တော့နိုင်ငံတော်မှာရှိတဲ့တောင်သူများဟာမိမိတို့သီးနှံများကိုစိုက်ပျိုးကြပါတယ် တနှစ်ပတ်လုံးသီးနှံစိုက်ပျိုးမှုရဲ့အများဆုံးစိုက်တဲ့ကာလပဲဖြစ်ပါတယ်။ဒီလိုရာသီတွေမှာမိုးရွာသွန်းလိုက်တဲ့အချိန်မှာမိုးရေများကိုတိုးတောင်ထားရှိပြီးအကျိုးရှိကြီးအသုံးချခြင်းဟာလည်းကောင်းမွန်လာတဲ့လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ဒီလိုမိုးရွာသွန်းတဲ့အချိန်မှာထိမ့်သိမ့်ဆုပ်ယူထားတဲ့မြေအောက်ကြီးအဖြစ်ကိုရရှိနိုင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။မိုးရေကိုအလွယ်တကူမစည်းစင်းနိုင်အောင်ကာကွယ်ပေးနိုင်တဲ့တစ်တော့တစ်ပင်တွေရှိဖို့ရအဓိကကြပါတယ်။ မိုးကာလတွေမှာရွာချလိုက်တဲ့မိုးရေကိုမြန်မာနိုင်ငံတကွမ်းလုံးမှာရှိတဲ့ရေဓုအတွင်းမှာစုပ်ယူမထိန်နိုင်ဘူးဆိုရင်မိုးရေများဟာအပေါ်ယံမှာပဲစီးဆင်းသွားပြီးမြေချောင်းတွေကနေတဆင့်ပင်လယ်ထဲကိုတိုက်ရိုက်စီးဆင်းသွားမှာပဲဖြစ်ပါတယ်။ဒီလိုပင်လယ်ထဲကိုပြန်လည်စီးဝင်သွားတဲ့ရေများဟာရေကြိုတက်ကင်းမဲ့ပြီးအငန့်တက်တွေဖြစ်ပေါ်လာတတ်ပါတယ်။ဒီလိုဖြစ်သွားခဲ့ရင်တော့ရေဟာစိုက်ပျိုးရေးအတွက်မွေးမြူရေးအတွက်အသုံးချဖို့ရမဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်ဒီလိုရေများအရွယ်တကူပင်လေတဲ့စီးဝင်သွားမှုမဖြစ်ရအောင်မြေစီလွာထဲမှာထိန်းသိမ်းထားနိုင်ရအောင်ကျွန်တော်တို့တစ်ပင်တွေများစွာလိုအပ်ပါတယ်တောတော်ထူထပ်တဲ့ဒေသတွေမှာစိန်ဆန်းနေချောင်းနေမြောင်းနေတနစ်ပတ်လုံးစီးဆင်းနေရကိုတွေ့ရှိရပါတယ်ဒါမဲ့လည်းစစ်တောတစ်ပင်မရှိတဲ့နေရာတွေမှာချောင်းနေမြောင်းနေတာမိုးရွာချိန်မှာသာမိုးရွာရှိပြီးမိုးကုန်တာနဲ့မိုးလည်းကုန်သွားတယ်ရေလည်းခန်းသွားတယ်ဆိုတဲ့အဖြစ်ကိုရောက်ရှိပါတယ် တခါတလေမှာလုံးဝ6သိသွားကတဲချောင်းကြီးများအဖြစ်နဲ့ຫນွေပိုင်းမှာ ကြံရစ်တက်ပါတယ်ဒါတော့ကျွန်တော်တို့အမြဲတမ်းတွေ့နေရတဲ့ဗမာနိုင်ငံတဝမ်းမှာရှိတဲ့ဇာတိဥတုနဲ့တဘာဝဖြစ်စဉ်တွေပဲဖြစ်ပါတယ်တစ်တော်များဟာရွာသွန်းလိုက်တဲ့မိုးရေကိုထိမ့်သိမ်းထားပြီးတနစ်ပတ်လုံးစီးဆင်းနေတဲ့စိမ်ဆန်းလေးတွေအဖြစ်ကိုပြောင်းလဲတက်ပါတယ်ဒီလိုရွာသွန်းတဲ့မိုးရေကို ထိမ့်သိမ်းနိုင်မှုဟာတစ်တော်တစ်ပင်တိုင်းရဲ့အချိုးအစားပေါက်တဲ့တည်စီမှု တစ်တော့တစ်ပင်ရဲ့တန်ဖိုးတစ်တော့တစ်ပင်ရဲ့ဒီရှိရနေရတစ်ရွက်တစ်ခက်တစ်ခေါက်စတဲ့ပုံမှာမူတည်ပြီးထိမ့်သိမ့်နိုင်မှုစွမ်းအားကွာခြားတာရှိပါတယ်။ရွာချလိုက်တဲ့မိုးရေကိုထိမ့်သိမ့်ထားပြီးပြန်လဲစီးစင်းစီတာပဲဖြစ်ပါတယ်။ဒါကတော့အလွယ်မှန်ရမယ့်အချက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့မိုးရွာတဲ့အခါမှာမိုးရေကိုဒလဟောမစီးစင်းစီပဲတစ်တော့တစ်ပင်တွေကထိမ့်သိမ့်ပါတယ်။ပြီးကြတော့မိုးမြွာတဲ့အချိန်မှာ၆ဆွေတော်တဲ့ရာသီဥတု ဥမာနွေရာသီလိုမျိုးအခြေအနေမှာကျွန်တော်တို့ဟာစိန်ဆန်းလေးတွေအဖြစ်နဲ့စိန်တွင်းလေးတွေအဖြစ်နဲ့ဖြည်းဖြည်းချင်းရေဓာတ်ကိုပြန်လည်ပေးဆွမ်းတာပဲဖြစ်ပါတယ်။ဒီချက်ကိုစစ်တမ်းကောက်ထားတာတွေလည်းရှိပါတယ်။ချမ်းပြည်နယ်မြေယာထိန်းသိမ်းရေးဌာနဌာနဈေးကနေပြီး1953ခုနှစ်ကနေပြီး1965ခုနှစ်ကာလအတွင်းမှာစမ်းသပ်မှုတွေပြုလုပ်ခဲ့ရတယ်။စင်ဂျီရှောစင်ဂျီရှောဆိုတာကတော့တောင်ဆောင်တွေမှာရှိတဲ့နိုင်စင်းသွားတဲ့မြေမျက်နှာသွင်ပြင်ကိုပြောတာဖြစ်ပါတယ်။ အမြင့်ရနေပြီးနှိမ့်ဘက်ကိုဆင်းသွားတဲ့မြင်းမျက်နှာတွင်မျိုးပဲဖြစ်ပါတယ်။ဒီလိုမျိုးစင်ကြေလျှော30ရာခိုင်နှုန်းရှိတဲ့ဒေသတွေဖြစ်ပါတယ်။ဒီတတော်များဖုံးလွှမ်းနေတဲ့ဒေသတွေမှာရွာတဲ့မိုးရေဟာ98ရာခိုင်နှုန်းတောင်မှတတော်များထိမ့်သိမ့်နိုင်နေဆိုပါတယ်။နင်းနေတော့ပမာဏမဟုတ်ပါဘူး။ရွာစင်းလာတဲ့မိုးရေများကိုစိတ်ဝင်နိုင်အောင်တိုင်းတာကြည့်တဲ့အခါမှာအတော်ကိုအစွမ်းရှိတာကိုတွေ့ရပါတယ်။မိနစ်20အတွင်းရွာလိုက်တဲ့မိုးရေကိုစမ်းသပ်ကြည့်တဲ့အခါမှာ ကောင်းမွန်တဲ့တောများဟာမိုးအရင်ကုပစင်တီမီတာ9000လောက်ကိုစုပ်ယူထားနိုင်တာကိုတွေ့ရပါတယ်။အဲရွာအသိမ့်မကောင်းတဲ့ကျွတ်ကျွတ်လေးပေါက်နေတဲ့တောလေးတွေရပြက်တောလေးတွေဆိုရင်တော့ကုပစင်တီမီတာ2000ထိစုပ်ယူနိုင်ပါတယ်။အဲနောက်ပိုင်းမြေသားတွေကြီးပဲတက်တက်ရှိတဲ့ဒေသတွေမှာဆိုရင်တော့ကုပစင်တီမီတာ900လောက်ပဲစုပ်ယူထားနိုင်တာကိုတွေ့ရပါတယ်။ဒီချက်ကိုကြည့်ချင်းအပြင်တောများဟာရွာချလိုက်တဲ့မိုးအရင်ကိုအကျိုးရှိရှိစုပ်ယူထားနိုင်တာကိုတွေ့ရပါတယ်။ ဒီလိုဆုပ်ယူခြင်းအပြင်လည်းရေကြီးရေရှမ်းမှုတွေရေတွေတဟုန်တိုးနဲ့ကျွန်တော်တို့မျိုးတွေရွာတွေအတွဲကိုဆင်းလာမဲ့ဟာတွေကိုတားဆီးပေးပါတယ်။မြေကျောင်းတွေကိုလည်းအများစွာထိန်းသိမ်းပေးပါတယ်။တို့အပြင်ကျွန်တော်တို့ရဲ့စိုက်ပျိုးရေးဝင်းရွေလုပ်ငန်းတွေအတွက်လည်းရေရရှိမှုတန်ဆာတာကိုများစွာအထောက်အကူဖြစ်တာပဲဖြစ်ပါတယ်။အကုန်လုံးချုပ်ပြီးပြောရမယ်ဆိုရင်တော့တတော်များဟာကျွန်တော်တို့ရေတန်ဆာတာကိုထိန်းသိမ်းပေးတဲ့စွမ်းအားတွေများစွာရှိနေပါတယ်။မိတ်ဆွေများခင်ဗျာ သတ်မှတ်ထားတဲ့အချိန်လည်းပြည့်တော့မှာမို့ဒီတစ်ပတ်မှာတော့ကျွန်တော်ရဲ့တင်ပြမှုကိုဒီမှာပဲရန်သားခွင့်ပြုပါမယ်ကျွန်တော်နောက်တစ်ပတ်မှာတော့ဒီတစ်တော်တစ်ပင်များနဲ့မြေတန်ဆရာထိသိမှုအပိုင်းနှစ်ကိုကျွန်တော်အနေနဲ့ဆက်လက်တင်ပြပြီးတော့မှာပဲဖြစ်ပါတယ်မိတ်ဆွေအပေါင်းတစ်တော်တစ်ပင်များကိုထိသိခြင်းအားဖြင့်မိမိတို့ကိုတဖန်ပြန်လဲကျေးဇူးတုံ့ပြန်နေတဲ့ရေတန်ဆရာကိုထိသိနိုင်သောပုံကူများ ဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပါတယ်ကျွန်တော် စော်နိုင်ဦးပါ